တန်းစုငိမ့်တဲ့သူကိုမထေတတိရန်စားတဲ့အနေနဲ့လေးအင်တို့အစုကိုမထေတတိဒဲဝွန်လိုက်တဲ့သူအလွင်ပရိသတ်များလုံးမင်္ဂလာပါရှင်ဘောင်းမစ်နောင်းကနေပြလဲကြိုးစိုးလိုက်ပါတယ်။သူနဲ့တန်းစုငိမ့်ကိုမထေတတိရန်လာစားတဲ့ MGI ဥက္ကဋ္ဌနဝတ်အောင်ဆွဲနီနီလေးအင်နဲ့မရန်ဆိုင်တော်ကိုဒဲဝွန်လိုက်တာကတော့သူအလွင်ပါ ထူးအလွင်ကမရဆိုင်တော်တဲ့နေနေလေးအိမ်ကိုအောက်တန်းစားရိဆိုပြီးတဲပြောခဲ့ပါတယ်။ထူးအလွင်ဒေါသထွက်မယ်ဆိုရင်လည်းထွက်ချင်စရာပါ။ဘာဖြစ်လို့လဲဆိုတော့ Miss Grand Myanmar National Director တဲ့မရဆိုင်တော်က Miss Grand Myanmar 2025အတွက်လူခေါ်တဲ့ post မှာအလှမယ်နေနေလေးအိမ်ကမြန်မာနိုင်ငံရဲ့ဂုဏ်သိက္ခာကိုကမ္ဘာအလယ်မှာဆွဲတင်ပေးခဲ့တဲ့အလှမယ်ဆိုပြီးရှွရှွဝေအောင်အမောတင်ထားခဲ့ပါတယ်။တနည်းအားဖြင့်ဆိုရင်တဲဆုငိန်လိုမျိုးနိုင်ငံတကာမြန်မာအလှမယ်လောကသိက္ခာကိုအိုးမဲမတုတ်ခဲ့ကြောင်းပြောခဲ့တာဖြစ်ပါတယ်။ ကြောင့်လည်းထူးအလွန်တယောက်မရန်ဆိုင်တော်ကိုအောက်တန်းစာအဲ့ဒီနီနီလေးအိမ်ကရောမင်းမွေးထုတ်ပေးထားတဲ့အလှမေလားဆိုပြီးပောက်ကွဲခဲ့ပါတယ်။အားလုံးသိကြတဲ့အတိုင်းသဲဆုံငိန်သွားပြိုင်တဲ့ Miss Grand International 2024ပြိုင်ပွဲမှာတော့အလှမေသဲဆုံငိန်နဲ့ထူးအလွန်တို့က Miss Grand Final ညမှာ Second Runner အထက်တက်ဖို့ရပြီးတဲ့နောက်လက်မခံနိုင်မင်းနဲ့ အဆိုပါတရဖူကိုချွတ်ပေါက်ခွဲခဲ့လို့ Miss Grand International ဥက္ကဋ္ဌနဝက်နဲ့ပြည်ထနာတက်ခဲ့ပါတယ်။ဒါ့အပြင်အလှမဲ့သဲစုငိန်ကနိုင်ငံတကာမှာအဆက်ခွဲပြီးတော့တရဖူပြန်သိမ်းခံခဲ့ရသလိုသူ့အလွင်ကလည်း Miss Grand International Organization နဲ့လမ်းခွဲလိုက်တာပဲဖြစ်ပါတယ်။အဲ့ဒီချိန်ကနေစပြီးတော့မြန်မာပြည်သက်တွေဟာ Miss Grand International ဆိုရင်အတန်တော်မကြားကျင်တော့တာပါ။ဒီလိုမျိုး Miss Grand International ပြိုင်ပွဲမှာသဲစုငိန်ကတရဖူပြန်အပ်ပြီးတော့စင်ပေါ်မှာငိုရွေးပွဲဖြစ်ခဲ့ပြီးတဲ့နောက်မြန်မာနိုင်ငံကဒရမ်မှာအလှမဲ့ခွဲ င်းအဖြစ်နိုင်ငံတကာအလှမယ်တွေအတိုင်းဝိုင်းတွေကြားထဲမှာအဆက်ပြန်ပြန်ကွဲခဲ့ရပါတယ်။ဒါကပဲနေနေလေးအိမ်ကနိုင်ငံတကာမှာတဲဆုငိန်လိုမျိုးတိတ်ခါမချခဲ့ပဲမြမကုံကိုစောင့်ခဲ့ကြအောင်ထူရလွင်တဲ့တဲဆုငိန်ကိုစောင်းမြောင်းပြောခဲ့ပါတယ်။ဒါပြင်မရန်ဆိုင်တော်က Miss Grand မြန်မာအလှမယ်ပြိုင်ပွဲကိုထူရလွင်ထပ်တောင်းအောင်ကျင်းပသွားမှာဖြစ်တယ်လို့ Miss Grand မြန်မာအလှမယ်အသစ်ကိုလည်းတဲဆုငိန်ထပ်တောင်းအောင်စပိုတီပေးမယ်လို့ကြေညာထားတာပဲဖြစ်ပါတယ်။ မရဆိုင်တော်ကလာမဲ့ Miss Grand Myanmar 2025အလားမဲ့ကိုတလားကိုလာစာသိန်းတရာနဲ့ Miss Grand Myanmar တရဖူရချိန်ကနေပြန်လည်ပြီးတော့တရဖူလွယ်အပ်ချိန်ထိပေးထားမယ်လို့သိရပါတယ်။ဒါအပြင် Miss Grand Myanmar 2025ကိုစီးပွားအတွက်ကားတစီးကိုလည်းပေးထားမယ်လို့ဆိုထားပါတယ်။ဒါအပြင် Miss Grand Myanmar 2025ပွဲကိုလာမဲ့မေလမှာကျင်းပမှာဖြစ်ပြီးတော့အိန္ဒိယလာမဲ့နဲ့နဝက်ကိုယ်တိုင်လာရောက်ချင်းမြင့်ပေးမယ်လို့လည်းသိရပါတယ်။အခုကြည့်ရှုနေကြတဲ့ပရိသတ်တွေကရော Miss Grand Myanmar ပွဲနဲ့နီနီလေးအိမ်ကိုအားပေးကြ ောင်းပါလားဆိုတာမိမိတို့ရဲ့အမြင်လေးတွေကိုမှတ်ချက်ပေးသွားခဲ့ပါအောင်ရှင်အစောတိကျကျပေးအတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်